ကျွန်တော်နာမည်အမျိုးကျော်မြိုင်ပါကျွန်တော်တော်တော်များများသိထားတာကတော့ဒီတချင်းနေလွန်ခဲ့တဲ့နှစ်ပေါင်းများစွာလောက်ကလေးကတချင်းနေဆိုတချင်းနေရေးပြီးတော့တချင်းနေထုတ်အဲ့လိုမျိုးလုပ်တဲ့လူတကယ်ကို classic ကြီးတယောက်လို့သိထားပါလိမ့်မယ်မှန်ပါတယ်ကျွန်တော်1990လောက်ကလေးကနေပြီးတော့ယနေ့ထိ အချင်းတွေဟိုထုတ်နေတော့မှာပဲအားလုံးမင်္ဂလာပါခုလို့ ျွန်တော်ရဲ့အခုလာဒီပွဲော်လာတက်ရောက်တဲ့မိတ်ဆွေတွေကိုမင်္ဂလာပါလို့နှုတ်ဆက်ရင်းနဲ့ကျွန်တော်အားလုံးလည်းခြေဆုတင်ကြအောင်ဒီဒီကိုလာရောက်နားထောင်ပြည့်အတွက်တကယ်လည်းခြေဆုတင်ပါတယ်ကျွန်တော်ကျွန်တော်ကိုကျွန်တော်နာမည်အမျိုးကျော်မြန်မြန်ပါကျွန်တော်တော်တော်များများတည်ထားတာကတော့ဒီတချင်းနေလွန်ခဲ့တဲ့နှစ်ပေါင်းများစွာလောက်ကလေးကတချင်းနေဆိုတချင်းနေရေး ပြီးတော့တခြင်းတွေထုတ်အဲ့လိုမျိုးလောက်တဲ့လူတကယ်ကို classic ကြီးတယောက်လို့သိထားပါလိမ့်မယ်မှန်ပါတယ်ကျွန်တော်1990လောက်ကတည်းကနေပြီးတော့ယနေ့ထိတခြင်းတွေဟိုထုတ်နေတော့မှာပဲပြီးတော့လည်းနောက်တစ်ခုကခစ်မျိုးစုံလည်းကြော်ဖြတ်ခဲ့ပြီးပါပြီဂီတရေးစီးချောင်းမျိုးမျိုးလည်းပြောင်းတာကိုလည်းကျွန်တော်တို့ကြုံခဲ့ဘူးပြီးပါပြီအဲ့တော့ ကျွန်တော်မှကြံနေတာကတော့ဒီရင်ထဲမှာရှိတဲ့စိတ်နဲ့ဒီချင်းတွေကိုဖန်တီးပြီးတော့ဟိုလူတွေကို entertain လုပ်ချင်တာရယ်ပြီးတော့နောက်တစ်ခုကကိုယ့်တခြင်းကြောင့်လူတွေ satisfy ဖြစ်သွားတာမျိုးသို့မဟုတ်သူတို့ရဲ့ stress တွေကျပြီးတော့သူတို့ပျော်ရွှင်မှုရတာမျိုးအဲ့လို loving way နဲ့ပဲကျွန်တော်ကအခုလုပ်ပါတယ်အဲ့တော့အရင်တခြင်းလေးတွေကိုလည်းကျွန်တော်ဘယ်လိုဖန်တီးလဲဆိုတာကိုနည်းနည်းလေးပြောပြခြင်းပါတယ် ဲ့ဒီသချင်းတွေကိုလူတွေရဲ့ယင်ထဲကိုရောက်ဖို့ပြီးတော့သူ့နေရာလေးတွေနဲ့သူရှိဖို့တည်တည်ချာချာစနစ်တကျသချင်းတွေစဖန်ဒီကြရရကိုသချင်းတွေရဲ့ engineering site ကိုကျွန်တော်အရန်ကိုစဉ်းစားခဲ့ပါတယ်အဲ့ဒါကတော့တော်တော်များများအသိသိအောင်မှမဟုတ်ပါဘူးအဲ့ဒါ1990မတိုင်ခင်အချိန်နေရပါကျွန်တော်က1988မှာ May Studio မှာဒီအတန်တွေကိုငငယ်ရဲစိတ်ဝင်စားလုံးလို့ကျွန်တော်စပြီးတော့အတန်စဖန်းခဲ့ပါတယ် အဲ့တော့ကတော့ဒီတိုင်းအတန်ဖန်းရုံတက်တက်ဆိုတော့လေးလာခွင်းတော့အလောက်ကြီးမရှိခဲ့ပါဘူးဒါပေမဲ့ဘာ knowledge ကိုရလာလဲဆိုတော့အဲ့ဒီချိန်မှာကိုယ်စီမှာရှိတယ်သူများနဲ့မတူတဲ့ထုတ်ပြခြင်းတဲ့အရာလေးတွေကိုတိတ်တိတ်ချာချာစနစ်တကျလုပ်ဖို့ကဒီကဘာတကဘာလုံးက recognize ဆုတ်ထားတဲ့ဒီ standard level စီဒီအထားတော်တွေပြီးတော့ဒီဒီသူ့ရဲ့ instrument တွေရဲ့ ီ properties တွေဒါတွေကိုဟိုတေချာစနစ်တကျလေ့လာသင်ယူဖို့လိုပါတယ်အဲ့ဒါကိုသိလာတဲ့အချိန်မှာပဲကျွန်တော်က SAE School of Audio Engineering ဆိုတာ Australia အကြောင်းကိုစပြီးတော့အဲ့ information ကိုရခဲ့ပါတယ်ဒါပေမဲ့လည်းအဲ့ဒီခေတ်တုန်းကတော့ဒီဘက်ခေတ်နဲ့မတူတဲ့အတွက်ကျွန်တော်တို့ရဲ့ education level ကို recognize မလုပ်ဘူးအဲ့အဲ့ဒါကြောင့်ကျွန်တော်တို့ကကျွန်တော်က grade 11ကိုတက်တက်ချိန်ပေးပြီးတော့တက်ရပါတယ်တက်ပြီးတော့မှဒီ SAE ကိုစ join လုပ်ခဲ့ရတာပါ။ကိုအောင်ဒူးလည်းရှိပါတယ်အဲ့တော့။အဲ့တော့အဲ့တော့အဲ့လို join လုပ်တဲ့အချိန်မှာပဲကျွန်တော်တို့ကအဲ့ခစ်ကဒီ analog နဲ့ analog ကနေ digital စပြောင်းနေတဲ့ခစ်ဆိုတော့ကျွန်တော်သင်ကြားရတဲ့ဟာတွေနဲ့ကိုယ်မှာရလာတဲ့ knowledge နဲ့ကိုယ့်ရဲ့ idea တွေနဲ့ပေါင်းပြီးတော့ကျွန်တော်အရန်ကိုဟိုပမာပြီမှာပြန်ပြီးတော့အဲ့မှာ studio တွေ set up လုပ်တာတွေပြီးတော့ရတကယ်ကိုဟို လူတွေကိုနားထောင်စေခြင်းတဲ့ပုံစံကိုကျွန်တော်မှအိုင်ဒီယာတွေအများကြီးရှိလာပါတယ်တဖြည်းဖြည်းအဲ့လိုနဲ့ဒီ SAE ကိုသင်ယူပြီးတော့ကျွန်တော်နံပါတ်6နဲ့ပြီးခဲ့ပါတယ်ကျွန်တော်ရဲ့ဒီ thesis ကကြတော့ synchronization ဆိုတာကိုကျွန်တော်ယူလိုက်ပါတယ်အဲ့ဒါကတော့ခုနကပြောတဲ့ဒီ debug kit ကတော့ digital fully digital ဖြစ်သွားတော့တိတ်တော့အသုံးမဝင်တော့ပေမဲ့ကျွန်တော်တို့အဲ့ kit တော့အရေးကြီးတဲ့ဒီ analog to digital convert လုပ်တဲ့ synchronization ကို thesis လုပ်ခဲ့ပါတယ် အဲ့တော့အဲ့လိုနဲ့ကျွန်တော်ပြန်ရောက်လာပြီးတော့ဒီကိုအောင်ဒူးတို့လည်းရှိပါတယ်ပေါင်းပြီးတော့ studio D ပြီးတော့ကိုညီထွတ် CR studio ပြီးတော့ Metal Zone ဒါမျိုးတွေကျွန်တော်စပြီးတော့အတူတူစထူထောင်ခဲ့ပါတယ်အဲ့တော့ setup လုပ်ပေးတာရယ်ပြီးတော့တခြားဒီ music production နဲ့ပတ်သက်တာတွေလည်းကျွန်တော်လုပ်ခဲ့ပါတယ်အဲ့ဒီချိန်ကစပြီးတော့အရင်တော့တွေးထားတာနဲ့တော့ကျွန်တော်ရဲ့တွေးခေါ်တွေကပြောင်းသွားတာအမှန်ပါပဲဒီ sound ဆိုတာဘလောက် ဟိုလေးနဲ့တည်းကိုလေ့လာမယ်ဆိုရင်လေ့လာစရာတွေကအများကြီးရှိပါတယ်အဲ့တော့ music တခုတည်းမှမဟုတ်ပါဘူးဒီအတန် sound design လုပ်တာတွေအများကြီးပါပဲအဲ့တော့အဲ့ဒါတွေကိုလည်းကျွန်တော်အတက်နိုင်ဆုံး collaborate လုပ်ပြီးတော့ music production တွေလည်းလုပ်ခဲ့ပါတယ် music ပုံစံမျိုးမျိုး remake ဆိုပါတော့လည်းစပြီးတော့ဒီကျွန်တော်ရဲ့တင်ထားတဲ့ဒီ fundamentals တွေအားအားကိုပြီးတော့အဲ့ဒီပုံမှာ creation တွေလုပ်ခဲ့ပါတယ် ပြီးတော့နောက်တစ်ခုကဒီ SAE School of Audio Engineering ကိုကျွန်တော်ဘာကြောင့်ဟိုမှွန်လဲဆိုတော့အဲ့ဒီအကြောင်းကတခုသိကြတာကတော့ audio engineer ဒီကဘာမှာရှိရ music producer တွေတော်တော်များများလေ recommend လုပ်တယ်ပြီးတော့သူတို့စီမှာလည်းတကယ်လက်တွေ့လုပ်ရတဲ့ဟာတွေကတကယ်ကောင်းတာတွေရှိပါတယ်အဲ့တော့နောက်ပိုင်းမှာဒီမှာရှိလာမဲ့ဒီမှာဖွင့်လာမဲ့ကျောင်းဒီ first first batch ကိုလည်းအဲ့လို facility စီနေပဲလုပ်ပေးလိမ့်မယ်လို့လည်းယုံကြည်ပါတယ် နောက်တစ်ခုကကျွန်တော်ဒီ SAE က RC3 မှာ2000တက်ခရစ်2000ကျော်လောက်ကလာဖွင့်မှုပါတယ်အဲ့တော့ကလည်းသူတို့အတိမတ်ပြုတဲ့ဆရာတယောက်အနေနဲ့ကျွန်တော်ကဝင်ပြီးတော့တာဝန်ထမ်းဆောင်မှုပါတယ်အဲ့တော့နောက်ပိုင်းမှာတော့ကျွန်တော်ဒီဟို music လဲသချင်းလဲဆိုရင်ပြတော့ကိုယ်မှာရှိတဲ့ knowledge ကိုလဲ share လုပ်ရင်းနဲ့ဒီ O1 တို့လာရင်ရိုးနဲ့အတူတူဒီ AES ဆိုတာကိုစပြီး form လုပ် form လုပ်ခဲ့ပါတယ်ပြီးခုနှစ်ကတော့ဒီ AES ဖြတ်တန်းခဲ့တဲ့ဟာတွေတော့ပြောပြပြီးသွားပြီဆိုတော့ကျွန်တော်တို့ထူးလဲတော့ပြောဖို့တော့မရှိတော့ပါဘူးအဲ့တော့ကျွန်တော်ကတော့ခုံယူပါတယ်အရင်တော့ခက်ခက်ခက်ခဲလေးလာတဲ့ဟာကိုဒီ O1 တို့လိုက်ရင် A တို့ရဲ့ဂျိုးပန်းမှုနဲ့အခုဟာဒီမှာစပြီးတော့တင်ယူခွင့်ရှိပြီဆိုတော့ကျွန်တော်ဟိုဒီ music ကိုဝါသနာပါတဲ့ကလေးတိုင်းတော့ကျွန်တော်ပြောချင်ပါတယ်ကျွန်တော်နားလဲပါတယ် ဒီ music ကြိုက်တဲ့လူတိုင်းကတော့ဒီ audio engineer မဖြစ်နိုင်ပါဘူးလောက်ရမယ်လည်းမဟုတ်ပါဘူးဒါပေမဲ့ကိုလုတ်တဲ့ဟာဒီအတန်အတန်အတွက်ပဲဖြစ်ဖြစ် music ပဲဖြစ်ဖြစ်အဲ့ဒါတွေအကုန်လုံးတော့ဘလို့တီဆောက်တယ်ပြီးတော့ဘလို့မျိုးနေရာမှာထားတယ်ဘလို့သေသေးချာစနစ်တကျတိဖို့ကတော့ဒီ audio engineering sense ကတော့ရှိဖို့လိုပါတယ်အဲ့တော့ကျွန်တော်အဲ့ဒါလေးပြောရင်လည်းညီကုန်းချုပ်ပါတယ်ကျေးဇူးတင်ပါတယ်